ားလုံးပဲမင်္ဂလာပါ Ivan မြန်မာ Audiobook Channel မှာကြိုဆိုပါရစေကျွန်တော်ခုဖတ်ပြပေးမှာကတော့ Haruki Murakami ရဲ့1284ဆရာရေးမြောင်းနေဂျပန်ဘာသာမှာတိုက်ပြန်ဆိုထားတဲ့အတွင်းနဲ့အခန်းဆက်ရှိကိုဖတ်ပြပေးမှာဖြစ်ပါတယ်အခန်းဆက်ရှိတင်ကောအထူးကျန်ကတုံ့ပြန်ပါဝေဖြစ်နေရှာသောဂျိုရူလေးတစ်စင်း ူဂိုင်ရီကနှခမ်းကလေးကိုကြိုက်ကခဏလောက်စဉ်းစားလိုက်ပြီးနောက်ဥရှာနေတဲ့သူကကျမောက်နေလဲတကန်းกว่าမှာရှိနေမလားမပြောတတ်ဘူးပြောချလိုက်တယ်တင်းကောင်ကစပွဲပေါ်ရင်လက်ကိုပြင်ပိုက်လိုက်ပြီးနောက်ဖူဂိုင်ရီမျိုးလုံးများကိုဆိုက်ကြည့်လိုက်တယ်ဒီနီးနာမှာလားတနည်းအားဖြင့်ခိုရင်ကြီးကိုပြောရတာရှင်ညာကနေလမ်းလျှောက်ပြီးတွားလို့ရတဲ့နေရာမှာလीတင်းကောင်ကြီးစိတ်တွေမင်းကဘယ်လိုလုပ်တည်တာလဲဟုမေးလိုက်ချင်တော့လဲထုံးစံတိုင်းသူမထမမြည်သည့်အဖြစ်များထွက်မလာမီကိုလဲစိုးရင်ရလိမ့်တယ် ထို့ကြောင့်ကလေးများဆမ်ဝဲဖီယာရင်မေးလေရှိသောဓမ္မတိတံမေးခွန်းပုံစံဖြစ်သည့် yes no question ပုံစံကိုသာသုံးလိုက်ရလျော်သည်။တနည်းအားဖြင့်အနည်းနာမှလက်ရှာရင်တွေ့နိုင်တယ်ဆိုတဲ့ဘောလား။ဖူကာရီကခေါင်းခါပြသည်။လမ်းလျှောက်ပြီးလက်ရှာနေုံနဲ့တော့မတွေ့နိုင်ဘူး။လမ်းလျှောက်ပြီးဟိုဒီဒီလက်ပတ်ရှာနေလို့မတွေ့နိုင်ဘူးဆိုတာကလမ်းလျှောက်ပြီးသွားနိုင်တဲ့နေရာတစ်ခုကိုရောက်အောင်သွားနိုင်မှတွေ့မယ်ဆိုတဲ့ဘောလား။ဟုတ်တယ်။ तू ကပုံနေလို့။ဟမ်။ तू ကပုံနေရလား။ ဟုတ်တယ်ပုံနေတာဒန်ယာရထားရဲ့ကြောင်မကြီးဒီကောင်လိုပဲသူစကားကြောင့်တင်းကောင်းကြီးမျက်စီတွင်မှုန်နှံများတစ်ထောင်းထောင်းထားနေသည့်ဒေါင်ကွေးတနေရာတွင်ကွေးကွေးလေးပုံနေရှာသည့်အောင်မမေးပုံစံကလေးကိုမြင်အောင်လာခဲ့လျော့သည်သူကဘသူ့အကြောက်လို့အဲ့လိုပုံနေရလဲဒိုမီကွန်အတွက်သူမထံမှဖြစ်ရပြန်ပေါ်မလာခဲ့ပြီတနည်းအားဖြင့်ပုံနေတယ်ဆိုတာကအန်ရရှိတဲ့အခြေအနေဒီမျိုးမျိုးအောင်မှာကြောက်ရွံ့နေရလဲဖြစ်နိုင်တာပေါ့နော် ဟုတ်တယ်။အန်ဒီများရဲ့အခြေအနေမှာရှိနေ။ဖူဂါရီကတိန်ကုန်မေးသည့်အတိုင်းပြန်ပြောလိုက်ပြီးဒီနေ့စေခါကြီးတစ်ခွက်ကိုမိမိရှိရင်လာချပြခြင်းခံရတော့ကလေးပေါ့ချာကလေးမျက်နှာကဲ့သို့မဲ့သွားခဲ့လျော်သည်။တနည်းအားဖြင့်တယောက်ကများသူ့နောက်ကိုလိုက်နေလို့လား။ဖူဂါရီကခေါင်းကလေးကိုရှောင်းပြလိုက်သည်။မတည်ဘူးဆိုသည့်သဘောပင်ဖြစ်လေသည်။ဒါပေမဲ့သူကဒီနားတော့ဝင်မှာအမြဲဆက်နေတော့မှမဟုတ်ဘူးထင်တယ်။အချိန်ကန့်သက်ထားရည်။ဟမ်အချိန်ကန့်သက်ထားရည်ဟုတ်လား။ ဒါပေမဲ့အဲ့ဒီမျိုးသမီးကဒဏ်ရာရထားတဲ့ကြောင်မာကြီးတို့ပဲကြောင်ကြောင်ထဲမှာကိုယ်နေရရှာတယ်။ဒါကြောင့်မို့အဲ့ဒီအနီးတဝိုင်းမှာဟိုဒီဒီလျှောက်သွားလို့လည်းမရဘူး။ဒါဆိုရင်ဥကထူးခြားတဲ့နေရာတနေရာကိုတွေ့အောင်ရှာရတော့မယ်ဆိုတဲ့ဘောလား။ဖူကယ်ရီကခေါင်းငိမ့်ပြတယ်။အဲ့ဒီနေရာဘယ်လိုများထူးခြားနေရလဲကွယ်။ဖူကယ်ရီတမအဖြစ်ပြန်ထွက်မလာဒီမှာပြောစရာအောင်လိုအပ်မည်မဟုတ်ပေ။အဲ့ဒီမျိုးသမီးနဲ့ပတ်သက်ပြီးမှတ်မိရတချို့တလေရောရှိတယ်။ဥအတွက်အထောက်အကူဖြစ်မလာတော့မပြောတတ်ဘူး။ ်ဖူဂါရီကတောင်းလို့ချာမှထိုကဲ့သို့ပြောလာခဲ့သည်ဘလိုများအထောက်ကူပြုမှလဲကွယ်သူနဲ့ပတ်သက်ပြီးအမတ်ရစရာတခုကိုရှင်းတော့အဲ့ဒါအဲတဲလွန်စားဖြစ်လာနိုင်တယ်လို့ဆိုလိုလာလားသူမကနှုတ်မပြတ်မဖြစ်ပဲပကုံးကလေးကိုတွန့်ပြလိုက်သည်ဟုတ်ပါတယ်ဟုဆိုလိုပုံရသည်ဂျေဇုပါပဲကွယ်ဖူဂါရီကဘဲဝါသွားသောကြောင်တကောင်ကဲ့သို့ခေါင်းကိုဆက်ခနဲ့ညှိမ့်ပြလိုက်သည်တင်းကောင်ကညစာအတွက်ပြင်ဆင်ချစ်ပြုတ်လျက်ရှိနေခဲ့လေသည်ဖူဂါရီကမူတပြားစင်မှတပြားတစ်ချက်ကို တောင်းတောင်ရှာဖွေလျက်ရှိသည်တပြားရေတွက်ကထိုးမြလောက်မြန်မြန်ဆဆမရှိသည့်တိုင်အချိန်တော်ကြောင်ရှာနေခဲ့လေသည်နောက်ဆုံးတွင် Rolling Stone ၏ Album ဟောင်းတစ်ချက်ကိုတွေ့သွားပြီးထိုတပြားအစင်ပေါ်သို့တင်လှည့်ကအကောင်ကိုဆိုက်ချလိုက်သည်မိမိအထက်တန်းကျောင်းသားဘဝတကယ်ချင်းတယောက်တန်းမှငှားယူခဲ့ပြီးပြန်ပြီးရင်မိကျန်နေသောတပြားကလေးဖြစ်လေသည်ထိုတပြားကလေးအားနားမထောင်ဖြစ်သည်မှလည်းအတော်ကြီးကိုကြာသွားခဲ့ပြီတင်းကော Mazes Little Helper နှင့် Lady Jane ဆိုသောတပြားတစ်ချက်များကိုနားထောင်ရင် အမေရိကန်တမင်းကျော်တို့မျိုးကြောချက်လျက်ရှိလေသည်ဆန်လုံးညိုအသားနှင့်မြစ်တို့ကိုပါရောကြော်လိုက်သည်ထို့နောက်ပေပြရည်ကြီးတို့ဖြင့်မီဆိုဟင်းကျိုတစ်ခွက်ကိုချက်လိုက်သည်ပန်းမုံလာပါပါတီးပြီးကာရီဆော့စ်ကိုလောင်းထည့်လိုက်သည်ရွှေဘဲတီးနှင့်အချားဟင်းရတို့ကိုပြုတ်ပြီးတုပ်လိုက်ပြန်သည်ဟင်းချက်ရခြင်းသည်ကျောင်းနှင့်တင်စားပို့စားတွေ့ရတကယ်သူ၎င်းဝိထုတပုတ်ကိုထိုင်ရင်းနေရတကယ်သူ၎င်းလက်များကကျင်သားပါနေပြီးတွက်လက်စွာအလိုလျောက်လှူရှားနေလျော်သည်တို့ပါတော့လေဖူကာအရီပြောသော ထူးခြားသည့်နေရာကိုမူမိတို့များတွေ့လို့မရအောင်ဖြစ်နေလျော့သည်ငကိုကလေးကအစီစဉ်ကိမဲ့နေသောအရာတစ်ခုတည်းမဖြစ်ဖြစ်အောင်စဉ်းစားနေခြင်းဖြင့်ဘာစို့ဘာမှဖြစ်လာလိမ့်မည်မဟုတ်တော့ပေမိမိတို့သွားမိနေရာက အကန့်အသတ်ကြီးမားလာပြီတို့နော်တို့နှစ်ယောက်ဒီစပွဲတွေမျက်နှာချင်းဆိုင်ကညစာတို့ထူထိုင်စားခဲ့ကြလေသည်ကျောင်းနေတယောက်စကားလုံးဝမပြောတော့ဘူးဖြစ်လေသည်တို့နှစ်ယောက်ဒီမိစကုံစီခန်းကအရွယ်ကျနေပြီဖြစ်သောအဖို့အဖွားကိုလင်မယားနှစ်ဦးခဲ့တော့ ကိုစားစရာရှိတယ်ကိုသာကော်ခတ်စားတော့ရင်အတွေ့ကိုစီနဲ့စဉ်းစားနေကြလိမ့်မယ်။ထမင်းစားတော့ပြီးတော့ကတင်းကွာကော်ဖီဖြော်တော့ပြီးဖူဂယ်ရီကရေခဲတတားထဲမှာဘူတင်းတစ်ခွက်ကိုထုတ်ပြီးစားခဲ့လိမ့်မယ်။သူမသည်ဘာကိုပဲစားစားအမှုရလုံးဝမပြောင်းပဲမျက်နှာတည်ကြီးနေဖြစ်လိမ့်မယ်။မိမိပါဇက်ဖြင့်တပြက်ပြက်ဝါးနေသည်ကိုပင်ခေါင်းထဲမှာလုံးဝမသိရှိသည့်ပုံစံမျိုးပင်ဖြစ်သည်။တင်းကွာဆိုင်းစပွဲတွေထိုင်ကဖူဂယ်ရီအေးမွေပြောသွားသည့်အတိုင်းအောင်မေမေနဲ့ပတ်သက်သည့် အမတ်ရရကလေးများကောင်းတွဲတွင် ပြောင်းပေါ်လာရန်အတွက်စူးစမ်းပြီးစဉ်းစားလျက်ရှိနေခဲ့လေသည်။သူနှင့်ပတ်သက်ပြီးအမတ်ရရကလေးအချို့ကမိမိတွင် ရှိနေခဲ့ပေသည်။တခုခုတော့အထောက်အကူဖြစ်စေလိမ့်မည်ဟုလည်းထင်နေမိသည်။သို့ပါသော်လည်းတင်းကောဖို့ထိုကိစ္စနှင့်ပတ်သက်ပြီးအာယုံစိတ်ကစဉ်းစားလို့မရဖြစ်နေလျော့သည်။ Rolling Stone ၏တပြားသချင်းကအခြား Eleven တို့ပြောင်းသွားခဲ့သောကြောင့်ဖြစ်လေသည်။ထိုသချင်းမှာ Little Red Rooster ဖြစ်ပြီး Mitchell ကား Chicago Blues သချင်းတွင်အယူမှုစိတ်ဝင်စားနေခဲ့စဉ် တီးခတ်ခဲ့သောတခြင်းဖြစ်လေသည်ရိုလင်းစတုန်း၏တခြင်းများသည်များသောအားဖြင့်နားထောင်ကောင်းကြတော့လေနှလုံးသားကိုစွပြန့်ကျဉ်းနှူးစေနိုင်သောယတ္တာသဘောကင်းမဲ့လျက်ရှိလေသည်ထို့ကြောင့်မိမိတယောက်တည်းနားဤပါဤစဉ်းစားနိုင်သောနေရာသို့သွားခြင်းသည်စိတ်များတင်းကိုရင်းနှီးတဖွားဖွားပေါ်ပေါက်လာခဲ့ကြလျော်သည်ကိုအပြင်ခဏလောက်ထွက်လိုက်အောင်မယ်ဖူဂရီကရိုလင်းစတုန်းတပြားဖုံးကိုကန်ကငေးကြည့်နေရင်ကရတယ်လीဆိုသည့်သဘောဖြင့်ကောင်းငြိမ်ပြလေသည် ဘသူလလတကားဖွင့်မပေးနဲ့တော့တင်းကော Navy Blue လက်ရှိအင်ဂျီအတော်အခောက်လုံးဝမပါတော့ပေါင်းမိနဲ့ကင်းမဲ့ဖက်နဲ့တို့ဆင်မြန်းကဗူဒာယုံရှည်နာလေးစီတို့ရှောက်လာခဲ့ပြီမူဂီအာဓမဆိုတော့စားတော့ဆိုင်လေးဆိုင်တို့ဝင်လိုက်သည်ဆိုင်ထဲသို့ရောက်တော့ကစီဗီယာတစ်ခွက်ကိုမှားလိုက်သည်အဖျော်ယမကနဲ့အမီးရောင်းသည့်ဆိုင်ကလေးပင်ဖြစ်လေသည်ဆိုင်ကလေးမှာချင်းချင်းကလေးဖြစ်တော့ကြောင့်ဧည့်သည်အယောက်20ခန့်ဝင်ထိုင်လိုက်လျင်ပင်ပြည့်ရှံတော့သည် မိမိဒီရခင်ကလည်းအိဆိုင်ကလေးတို့အချိန်ချင်းပင်ဝင်တော့ခဲ့ဘူးလေညနေလာသည်နဲ့အမျှလူငယ်များဖြင့်စီကားနေတယ်တော့လဲ9နိုင်နဲ့10နိုင်ရတွင်နိုင်လူရှင်းနေတော့ကြောင့်တယောက်တည်းအေးဆေးဆေးထိုင်တော့နေနိုင်ပေသည်တယောက်တည်းဒေါင်းကြကြထိုင်ကိုရွေးထိုင်ကဘီယာတောင်းရင်စထိုင်ဖက်နေဖို့အလွန်ကောင်းပေသည်ထိုင်ကုန်များတွင်လည်းဆိုဖာများခဲနာတော့ကြောင့်ထိုင်ရသည်မှာအလွန်အဆင်ပြေလာပေသည်တို့ပါတော့လေမူဂီအဓမ္မဆိုသောနာမည်မှာမြည်သည့်အရာကိုအကြောင်းပြုပြီးမှဲ့ထားသည် အဖေကြောင့်ထိုကဲ့သို့မှဲ့ထားသည်ကိုမူစဉ်းစားလို့မရအောင်ဖြစ်နေရလျော့သည်။ဆန်ရှင်မေးကြည့်လင်းသိနိုင်တော့လေမိမိနဲ့မတည်တော့လူတယောက်ဟာထိုကဲ့သို့ဆစ်ဆစ်ပပမေးရမျိုးလဲအာနာနေမိလေသည်။ဆိုင်နာမည်မတည်တော့ကြောင့်ဆိုင်မအစားစံများမှလည်းအရတာရောသွားကြလိမ့်မည်မဟုတ်ပေ။မိမိအတွက်မူမူကြီးအရမသည်စားလို့တောင်းလို့အကောင်းသည့်ဆိုင်ကလေးပင်ဖြစ်နေခဲ့လေသည်။ကံကောင်းထောက်မှဆိုပင်မိမိရောက်သွားခြင်းပင်တုံးတကွန်းကွန်းနဲ့နားကြီးလောင်းအတကုံဖွင့်နေလေရှိတော်သချင်းတွေများက ရှင်းလင်းလျက်ရှိနေခဲ့ပေသည်။တိုင်ကောင်ကဆိုင်ထောက်တနေရာရှိစပွဲတွင် နေရာဝင်ယူလိုက်ပြီးကားဘက်စ်ဘီယန်နှင့်မြေဘဲလော်တို့ကိုထိုင်ဝါကအောင်မမေးအကြောင်းများကိုတွေးနေမိခဲ့လေသည်။ထို့သောတွေးနေရင်းကပင်မိမိမှာအသက်ဆယ်နှစ်သားအရွယ်ကလေးဘဝသို့ပြောင်းရွှေ့သွားခဲ့လျော်သည်။တနည်းအားဖြင့်ဘဝ၏အလှည့်ဖြစ်သောလမ်းစုံလမ်းကွာသို့ပြောင်းရွှေ့သွားခဲ့ခြင်းလည်းဖြစ်ပေသည်။ဆယ်နှစ်သားအရွယ်ရင်အောင်မမေးဆိုသောကောင်းမလေးလက်ဆွဲခြင်းကိုခံလိုက်ရသည်။အိမ်မက်ရောက်ပြီးတုတ်ရည်များပန်းထွက်သွားခဲ့ကြသည်။ ဖခင်ကြီးနဲ့အတူတနင်္ဂနွေနေ့တိုင်း NHK ရုပ်သံဌာနဤဝန်ဆောင်ကလိုက်လံကောက်ခံရမည်လို့ကိုပြောင်ပြောင်တင်းတင်းမြင်းညှင်းဆန်ခဲ့ပေသည်အောင်မမဲကမိမိ၏လက်ကိုလာကင်ဒီဖြစ်စေမကင်ဒီဖြစ်စေထိုအချိန်တွင်ထိုပြောင်းလဲမြောက်ကိုမလွဲမသွေရင်ဆန်ရမည်မှာတေချာလာပေသည်တနည်းအားဖြင့်ဆိုရရင်သူမထိုလန်းစုံလန်းကွာကိုမြင်မြန်ကြော်လွန်တော့နောက်မှနေပြီးတွန်းထုတ်လိုက်ပြီးတကယ်သူဖြစ်သွားလေသည်တင်းကွာမိမိဘယ်လက်ဖွားကိုဖြက်ငါငေးကြည့်ရင် ဒီလက်ကလေးပဲမင်းကလေးတယောက်ရဲ့အကန့်ခံလိုက်ရပြီမိမိရင်ထဲတွင်ရှိသောအရာတစ်ခုပြောင်းလဲတော့လုပ်ပြီးခဲ့တာပဲတွေးနေမိခဲ့လေသည်အဖဲကြောင့်သူကဲ့သို့ဖြစ်သွားခဲ့ရသည်ကိုမိမိပင်စဉ်းစားကြည့်စီကမူလုံးဝနားမလည်နေအောင်ဖြစ်နေရလျော့သည်တို့ပါတော့လေထိုချင်းကသူတို့နှစ်ယောက်စလုံးမှာတဘာဝလေးရောက်ထိုးပြောင်းလဲကိုချစ်ချင်နေတဲ့ကြီးလက်ခံခဲ့ကြလေသည်မိမိတို့ကိုယ်တိုင်ပင်မယုံနိုင်လောက်ဖြစ်ခဲ့ရလေသည်ထိုးပြောင်းလဲမျိုးတွင်ဘဝရင်တစ်ချိန်တစ်ခါသာဖြစ်ပေါ်နိုင်ပြီး အချင်းချင်းကာကာဖြစ်ပေါ်နိုင်သောအပြောင်းလဲမျိုးတော့မဟုတ်ပေ။သို့တော်လည်းတင်းကောအနေနဲ့ထိုအပြောင်းလဲသည်ဒုဗ္ဗာရင်မြင်းမြတ်လေးနေပြီးအရေးကြီးလာကြောင်းပြပြဝါသဘောပေါက်နိုင်ခြင်းတော့မရှိခဲ့ပေ။ဒိုစင်ကသာမဟုတ်ပဲယခုထက်တိုင်အောင်လဲသဘောပေါက်သေးပြီ။သူကလေးဟာတာမန်မင်းကြီးတယောက်အနေဖြင့်သာဆွဲလန်းနေခဲ့ခြင်းဖြစ်လေသည်။သူမသည်လည်းအသက်30ရွယ်သို့ရောက်ကငငယ်တော့ကလည်းလုံးဝမတူတော့ပဲလုံလုံရာကြီးပြောင်းလဲသွားပြီးတော့မြင်။အရန်မောင်းကလည်းမြင်လာပြီးလိမ့်မည်။ ရင်သားများကလည်းထွားကျိန်လာပြီးတော့မြည်စပင်းပုံစံမှာလည်းခင်းနဲ့ညီဆန်းတက်လာပြီးလိမ့်မည်သူမကုတ်ွက်နေသောရှော်နေကိုင်းဘာသာမှထွက်ပြေးဖြစ်ပါကမိတ်ကပ်များပင်ခြေသာထားပြီးလိမ့်မည်ယခုအချိန်လောက်ရှော်နေကလဗန်ခိုင်းအနောက်တိုင်းဝစ်စုံကိုစမတ်ကြကြဝစ်စင်ကထုံးမြဖနဲ့ကြီးကိုစီးလျက်ညကိုမှန်းဆာကကြည်နေမိလျော်သည်လူဆိုဒီမှာကြီးထွားတဲ့တော်မျိုးဖြစ်လျာကြီးထွားလာသည်နဲ့မြအပြောင်းလဲပြောင်းလဲသွားကြပြီသည် ယခုမိမိထိုင်နေသောဆိုင်ထဲတွင်ရှိခြင်းနဲ့ရှိနေနိုင်သည်မိမိကမမတ်မိသောကြောင့်သာတတိမပြုမိခြင်းဖြစ်ပေလိမ့်မည်သူကဘီယာဖန်ခွက်ကိုစောင်းပြီးဘေးပဝင်ခြင်းအားလှည့်ဘက်ကကြည့်ရှုလိုက်သည်ဖူဂါရီပြောတဲ့ကဲ့သို့ဆိုရင်အောင်မမဲသည်လမ်းလျှောက်သွားနိုင်လောက်သောအနီးတစ်ဝိုက်တွင်ရှိကိုရှိရပေမည်တင်းကောဖူဂါအရီစကားကိုမျက်စိမိတ်ကယုံထားလိုက်သည့်ဖြင့်မမိအနီးတစ်ဝိုက်တွင်ရုတ်တရက်ဘွားကနေပေါ်လာလိမ့်လို့ဖြင့် မျော့ကိုနေခဲ့ပေသည်ဆိုင်တွင်းသို့လှည့်ပဲကြည့်ရှုလိုက်သောအခါမိမိမှတပါတက္ကသိုလ်မှငယ်ရွယ်သောရှင်တွေတို့တွေကနှစ်ဖူးချင်းဆန်ပြီးဒီတို့စကားများပြောနေကြသည်ကိုတွေ့ရလေသည်သူတို့တွေ့ကိုတွေ့လိုက်ရသည်နှင့်တင်းကိုရင်ထဲတွင်ဟာသွားကပြင်းထန်လာသောအထီးကျန်စိတ်ကိုခံစားလိုက်ရလေသည်လောကကြီးမှာငါတယောက်တည်းပါလားသူများတွေလိုအဖော်လေးတယောက်မှမရှိပါလားဟုတွေးနေခဲ့မိလေသည်တင်းကိုသည်မျက်စိများကိုဇုံမိလျက်မူလာနှင့်ကြောင်းသားဘဝစာသင်ခန်းကလေးကြောင်တွေးနေမိလေသည် ယမန်နေ့ညကမိုးကြီးလေကြီးကြပြီးမိုးများထစ်ချုံနေစဉ်တင်းကောသည်မျက်စိများကိုမှိတ်ကအဆိုပါစာတင်ခန်းထဲသို့ရောက်သွားခဲ့သည်ထိုချိန်တွင်မိမိမျက်စိထဲတွင်မြင်တွေ့နေရသောမြင်ကွင်းတို့မှာအထူးပင်ကြည်လင်ပြတ်သားနေခဲ့ပေသည်ညအချိန်တွင်မိုးလေးတစ်ပြက်ရွာချလိုက်သောကြောင့်ဖုံများကတိတ်သွားခဲ့ကြသောကြောင့်ဖြစ်ပေလိမ့်မည်ပူပင်သောကများမျောလင်းချက်ရောင်ကြီးများထိတ်လန့်ကြောင်ရွံ့မှုများအားလည်းဗလာကျင်းနေသောစာတင်ခန်းမှကြီးနေရာအနှံ့သို့ပြန်ကျဲနေခဲ့ကြသည် မိမိအစ်စိများသည်ကြောက်ရွံ့ထိတ်လန့်နေသောယုံကလေးတစ်ကောင်ကဲ့သို့မြင်သည်များအရာများဤဂျားရင်ခိုးဝင်ပုံးအောင်လျက်ရှိနေခဲ့လေသည်တင်ချာညီမချင်းကိုတဝက်တစ်ပြက်သာဖျက်ထားသောတေမုံကြီးသည်လည်းကောင်းချိုးကြနေသောမြေယူချောင်းတို့များသည်လည်းကောင်းနေလောင်ထားသောပင်းပေါက်လိုက်ကများသည်လည်းကောင်းအမျိုးမည်မသိသောပန်းအညိုများကိုထိုးထားသည်ပန်းအိုအဟောင်းများကို၎င်းတေမုံရင်းရိုက်ကကတ်ထားကြသည်ကလေးများဆွဲသောပကြီကားချက်များသည်လည်းကောင်းစာသင်စင်မြင့်နောက်ဘက်တွင်ကတ်ထားသည်ကဘာပြမြေပုံကြီးသည်လည်းကောင်း ကျမ်းပြင်မှာဟောင်းထနေသောဖျောင်းနှက်များသည့်လကောင်းလေတက်ရသို့ရင်းတို့လှူရှားနေသည့်လိုက်ကားစားများသည့်လကောင်းပြင်းပေါင်များကိုဖျက်တမ်းပြီးဝင်ရောက်လာကြသည့်ကလေးများ၏အော်ဟစ်တန်များသည့်လကောင်းအပြင်တွင်တကယ်ရှိနေကြသကဲ့သို့မြင်တွေ့နေခဲ့ရလေသည်ထိုစားသင်္ကန်းတွင်ရှိနေကြသည့်လှူရှားမှုများပုံရိပ်များနှင့်စမ်းကြယ်မှုများကိုတစ်ခုချင်းတစ်ခုချင်းလိုက်လံကြည့်ရှုနိုင်ခဲ့သည်နောက်မေမေကသူ၏လက်ဘွားကင်ဆုပ်ထားခဲ့သည့်စက္ကန့်အနည်းငယ်တွင်မှပင်သူ၏အမျက်လွှားတွင်ခက်နေလိုက်သောပုံရိပ်မျိုးမျိုးကိုမြင်တွေ့လက်ရလေသည် ုံမြင့်ခွင်းများသည့်စနေသားရွယ်တွင်ခံစားခဲ့ရသည့်ဒုက္ခအလုံးစုံကြော်လွှားပြီးဆက်လက်ရှင်သန်နိုင်စေသည့်အားပေးမှုများလည်းဖြစ်ကြလေသည်။သူမ၏ညာဘက်လက်ဘွားသည် နာကျင်မှုများကိုခံစားနေရမှပဲ။တင်ကွာအနိုင်မခံရှုံးမပြေပဲဆက်လက်တိုက်ပွဲဝင်သွားရင်အားပေးခဲ့လေသည်။ဘာမှစိတ်မပူပါနဲ့။ရှင့်ရဲ့ဘေးမှာကျမရှိပါတယ်။ခြေညာလိုက်တဲ့ကဲ့သို့ဖြစ်လေသည်။ရှင်တယောက်တည်းအထီးကျန်နေရမှာမဟုတ်ပါဘူး။ဗူဂိုင်ရီကတော့အဲ့အမျိုးသမီးကြီးဟာဒဏ်ရာရထားတဲ့ကြောက်မာကြီးလို့ တောက်လျှောက်ပုန်းနေခဲ့ရတယ်ပြောခဲ့ပေသည်မိမိတို့၏စုံစည်းမှုသည်တေချာစွာစဉ်းစားလိုက်ပါကအလွန်အံ့ဩဖို့ကောင်းလာပေသည်ယခုချိန်တွင်ဖူကာအရီဒီလည်းမိမိတိုက်ခန်းနေတွင်အပြင်းတို့တလဲမြောင်မထွက်ပဲတောက်လျှောက်ပုန်းအောင်နေခဲ့ခြင်းပင်ဖြစ်လေသည်ဤဒိုဂျိုမျိုးကြီးတနေရာတွင်အမျိုးသမီးနှစ်ဦးစလုံးပုန်းအောင်နေကြလေသည်သူတို့နှစ်ဦးစလုံးပင်တင်းကောင်းတဲ့တနည်းမဟုတ်တနည်းဖြင့်ပတ်သက်နေကြပြန်သည်တို့ဖြစ်ပါကသူတို့နှစ်ဦးစလုံး၌တူညီသောအကြောင်းတရားကရှိနေကြလိမ့်မည်လားမပြောတတ်တော့ပေ မတော်တဆတိုက်ဆိုင်မှုလည်းဖြစ်နိုင်ပြန်မည်။မိတို့ဝင်စဉ်းစားစေကမူရှင်းလင်းတိကျသည့်အဖြေကထွက်မလာပဲတန်တရားတို့သာအများပြဖြစ်လာခဲ့ပြီ။မိမိလက်ရှိရင်ဆိုင်နေရသောပြဿနာတွင်အဖြေထွက်သည်ကနေပြီးတန်တရားများထွက်ပေါ်လာနေသည်ကလွန်စွာများပြလာပြီ။ထွက်ပေါ်လာသောတန်တရားများမှလည်းအလွန်အရှင်းရခက်ပြီးရှားပါးလာသောတန်တရားများပင်ဖြစ်ကြလိမ့်မည်။ဘီယာတစ်ခွက်ကုန်သွားသောအခါဆိုင်ရှင်လူငယ်ကတခြားဘာများလိုရပါသလဲဟုမိမိအနာသို့ရှောက်လာပြီးမေးမြန်းခဲ့လိမ့်မည်။ ထို့ကြောင့်ဘာဘုံဝီစကီရေမရောပဲနောက်ထပ်တစ်ခွက်နဲ့မြေပဲလော်လိုက်ပွဲကိုထပ်မှလိုက်ရပြီထို့နောက်အအောင်မေမေအကြောင်းထပ်ပြီးတွေးလိုက်မိပြန်သည်ဇိုင်းဤအတွင်းဘက်ရှိမိဖို့ကြောင့်လည်းပီဇာနက်များကဆိုင်ပြင်ဘက်သို့လင့်ပြန်လာနေကြသည်အအောင်မေမေဒီဘာကိုကြောက်သဖြင့်ယခုကဲ့သို့ပုန်းရှောင်နေရပါသည်။တရားဥပဒေကိုကြောက်အောင်တော့ကြောက်များပုန်းရှောင်နေရပါသလားအဖဲကြောင့်များသူမကတို့ကဲ့သို့တရားဥပဒေစကွင်းထဲသို့ကြာဆင်းသွားခဲ့ရပါသည်။တွင်ကောက်ဖို့မြည်တိုးများစဉ်းစားလို့မရအောင်ဖြစ်နေခဲ့ပြီ အကြွေအဖူခအရီနဲ့အောင်မယ်မယ်တို့အကြတဲ့ဆက်နွယ်မှုတစ်ခုခုရှိနေခဲ့ပြီဆိုပါကထို့သောဆက်နွယ်နေအောင်ဂျားခံဖြစ်ဆောင်ရွက်ပေးနေသူမှာမိမိမှလွဲပြီးအချားမြည်တို့မြမဖြစ်နိုင်ပေမိမိကိုယ်တိုင်ကမသိလိုက်တဲ့အချိန်တွင်စွမ်းအားတစ်ခုခုကြောင့်တို့တို့အူအားဆွဲစီပေးလိုက်တယ်လို့ဖြစ်သွားလေသည်လားမပြောတတ်တော့ပေအဆိုပါစွမ်းအားတစ်ခုခုဆိုဒီမှာလေမြည်တဲ့အရာမျိုးဖြစ်ပါသည်နိတင်းကွာသူဤလက်ဖွားနှစ်ဖက်ကိုဖြန့်ကြည့်လိုက်သည်ဘာမှမသိရပါကလားအဲ့ဒီတကိုးဆွဲအားဆိုတာဟာ ငါ့ရဲ့ကိုယ်ပေါ်မှာပေးနေရမှာများရှိတာပါလေ။ထိုချိန်တွင်ဇပွဲတို့ကဝီစကီခွက်နဲ့မြေပဲလော်တို့ကိုတည်လာခဲ့သည်။သူကမြေပဲဆယ်များကိုလက်ဖွားပေါ်တွင်တင်ကလှိမ့်ပြီးပုတ်လိုက်လေသည်။မြေတို့ပင်ဖြစ်စေကမူအာဝင်မဲ့သည့်တိုးချိုမျိုးတွေတွင်ရှိနေပေသည်။အိန္ဒိယမှလမ်းလျှောက်သွားနိုင်သည့်နေရာတွင်ရှိနေခဲ့ပေသည်။ဖူဂါရီကထိုအတိုင်းပြောခဲ့သည်။မိမိကလည်းသူပြောတာကိုယုံသည်။ဘာကြောင့်ယုံတာလဲဟုမိဘကအကျက်ရိုက်မိဖြစ်တော်လဲယုံတာကတော့ယုံမြဲပင်ဖြစ်သည်။တော်တော်လေမြေကဲ့သို့လောက်ပါကတနေရာတွင်ပေါအောင်နေသောအာဝမဲမဲကို တွေ့နိုင်ပြီဆိုသည့်အကြောင်းကိုနားမလည်နိုင်အောင်ဖြစ်နေရလိမ့်သည်။တာမန်အရသားအတွင်ဖြင့်ကျင့်လေကျစားနေသောသူမှာတွေ့အောင်ရှာရသည်မှာလွယ်ကူသောကိစ္စတော့မဟုတ်ပေ။တမင်ရည်ရွယ်ပြီးပေါင်းနေမည်ဆိုပါကပိုးပြီးအရှာခတ်ပေးလိမ့်မည်။အရက်ကလှည့်ပြီးလော့စပီကာကြီးနဲ့လိုက်အောင်တကြောကြောခေါ်လိုက်ရရင်ကောက်မှမည်လို့ထိုးထိုးလိုက်အောင်ပြီးခေါ်နေသောကြောင့်မင်းသူမကထွက်လာရင်ပိုးပြီးခက်ခဲသွားပေးလိမ့်မည်။ဘေးဘဝင်ကျမှလူများတိသွားသောကြောင့်သူမ၏လုံခြုံရေးကိုပိုးပြီးထိခိုက်သွားပြီးတော့မည်။ မိမိအနေနဲ့ပြန်ပြီးအမှတ်ရလာရင်ဘာများကြံမှသေးသနည်းဟုတင်ကောတွေးကြည့်လိုက်သည်အဲ့ဒီမျိုးသမီးနဲ့အမှတ်ရကြရလေးတွေရှိကောင်းရှိနိုင်တယ်လေအဲ့ဒီအမှတ်ရကြရကလေးကသူ့ကိုရှာတွေ့ဖို့အထောက်အကူဖြစ်နိုင်ပါတယ်ဖူကာအရီကတော့ပြောသွားခဲ့သည်သူမကထိုကဲ့သို့မပြောခင်ကပင်အာအုံမမေးအကြောင်းများကိုမေ့သွားခဲ့ပြီထိုအကြောင်းကိုပြန်ပြီးတွေးမိလေတိုင်းဖနက်ထဲကိုဂဲလုံးဝင်နေတဲ့ကဲ့သို့ခိုးလို့ခုလို့ခန်းစားနေခဲ့ရပေသည်တာမန်သဘောမျိုးမဟုတ်သည့်ကိစ္စသာဖြစ်လျက်ရှိနေခဲ့လျော်သည် ထို့နောက်တင်းကောသည်တင်မုံကြီးကိုဒါစတာနှင့်ပြောင်းနေအောင်ဖြစ်လိုက်တကယ်တော့ခေါင်းထဲတွေပါဆိုပါမှမကြအောင်ရှင်းပြလိုက်သည်ပြီးတော့မှအုံတော်ထဲတွင်အတိတ်ပံထူးစွာပြီးမှတ်ဉဏ်ကိုရှာကြည့်လိုက်သည်တင်္ဂါသည်တယောက်ကမိမိပြစ်လိုက်သောပိုက်ကုံကိုဖြည်းဖြည်းချင်းညှင်သာစွာဆွဲနေတကယ်တော့မှတ်ဉဏ်များကိုတစ်ခုချင်းတစ်ခုချင်းရွှွန့်လွန်ထဲမှဆွဲထုတ်နေခဲ့မိလေသည်သို့ပါတော့လည်းမိမိရှာဖွေနေသည်မှာလွန်ခဲ့သောအနှစ်20ကမှတ်ဉဏ်များပင်ဖြစ်လေသည်ထိုစဉ်ကမြင်ခွင့်များသည်မြင်များပင်ရှင်းလင်းစွာပေါ်ပေါက်လာသည်ဟုဆိုကြကားမူမိမိလိုချင်သောမှတ်ဉာဏ်ကိုပြန်တွေ့ရန်မှာ လွန်စွာခဲယဉ်နေမိတာဖြစ်လေသည်မိတို့ပင်ဖြစ်စေကားမူထိုအတိတ်တွင်မိမိမသိကြိုးကြုံပြီးကြော်သွားခဲ့သည့်မှတ်ဉာဏ်ကိုမတွေ့တဲ့အောင်ရှာရပြီတော့မည်အင်းနီယာရင်ယခုချက်ချင်းတွေ့အောင်ရှာပြီတော့မည်သို့မဟုတ်ပါကဤမျိုးဤတနေရာတွင်ရှိနေသောအောင်မမေအားတတက်လုံးရှာလို့မရအောင်ဖြစ်သွားပြီတော့မည်ဖူဂယ်အရီစကားအရဆိုရင်အောင်မမေရင်အချိန်ကန့်တတ်ထားခြင်းခံနေရသည်သူမနောက်မှအချို့သောလူများကတကောက်ကောက်လိုက်ပြီးဖမ်းနေကြပြီ တို့နဲ့မိမိမြင်ခဲ့သည့်အရာရာများအကြောင်းတင်းကွာရည်ရွယ်ချက်ချက်ပြောင်းပြီးစဉ်းစားလိုက်လေသည်ဒိုစင်ကအာအုံမဲ့မဲ့သည်မြည်သည့်အရာများကိုကြည့်နေခဲ့ပါသည်နီထို့ပြင်တင်းကွာကိုယ်တိုင်ကောမြည်သည့်အရာများကိုကြည့်နေခဲ့ပါသည်နီအချင်းရည်စည်းကြောင်းနဲ့အကြည့်အာယုံတို့ကိုရှင်တွဲပြီးစဉ်းစားရပြီးတော့မြည်ဒိုစင်ကအာအုံမဲ့မဲ့သည်တင်းကွာ၏လက်ကိုဖြစ်ညင်ဆုပ်ကန်ရင်းကသူ၏မျက်နှာကိုမျက်တော်မခတ်ဘဲစိုက်၍ကြည့်နေခဲ့လေသည်သူမကမိမိအကြည့်ကိုစိုးစင်းမြလွှဲပြောင်းသွားခြင်းမရှိခဲ့ပေ အစာပိုင်းတွေအတင်းကဘာလုပ်လိုက်တာလဲဟုမေးကြည့်ရင်သူမ၏မျက်နှာအားစိုက်ကြည့်နေခဲ့လေသည်မိမိတွင်ပြဿနာတစ်ခုခုရှိနေသောကြောင့်လားတို့ဒီမဟုတ်မိမိကမင်းအမှားတစ်ခုခုလုပ်ခဲ့မိသောကြောင့်လားဟုထင်ခဲ့မိလေသည်တို့ပါတော့လဲထို့အချင်းကသူမ၏မျက်နှာတွင်အထင်လွဲသည့်ဟန်မျိုးနှင့်တင်းကအမှားလုပ်မိသောကြောင့်စိတ်ဆိုးနေသည့်အသွင်မျိုးလုံးဝမတွေ့ခဲ့ရပေသူနားလေဒီမှာသူမ၏မျက်မှောက်မှန်သည်လင်းလက်တောက်ပါနေသည့်အကြောင်းသာဖြစ်သည်ထို့မြလင်းလက်တောက်ပါနေသည့်မျက်မှောက်မျိုးကိုရခင်ကတခါမှမြင်တွေ့ခဲ့ဘူးခြင်းမရှိပေ ။သူမကမိမိအားအကြာကြီးစိုက်ကြည့်နေဒီမှာမိမိအားမျက်လုံးထဲသို့ဝါးမျိုးတော်မတက်ပင်ဖြစ်လေသည်။ထို့ကြောင့်လည်းမိမိသည် သူမနှင့်အကြည့်ချင်းမစုံနိုင်ပေမျက်လုံးမြောက်အခြားဘက်သို့လွှဲပစ်လဲရလျော်သည်။မလွှဲလို့ကလည်းသူမ၏အကြည့်ကိုဆက်ပြီးတန်ခံနိုင်တော့မည်မဟုတ်တော့ပေ။ပထမဆုံးသူကမိမိခြေရင်းရှိကျဲမြင်ငုံကြည့်လိုက်သည်။ထို့နောက်အခန်းဘဝသို့ပြောင်းပြီးကြည့်လိုက်ပြန်သည်။ထို့မှတစ်ပံစာသင်ခန်းပရင်းပေါက်၏အပြင်ဘက်ရှိကောင်းကင်ကြီးအားမော့ကြည့်လိုက်မိတော့သည်။ဒေါ်ချင်တွင်အာအောင်မမေ၏အကြည့်သည်တစ်ဖြောင်းတည်းဖြစ်နေပြီ ရှိုးစင်းမြပင်ရင်းရံသွားခြင်းမရှိခဲ့ပေ။ထို့နောက်ပတင်းပေါက်အပြင်ဘက်သို့လှည့်ပြီးကြည့်နေသည့်ဒိန်ကော၏မျက်လုံးများကိုမယုံတင်ကာသည့်အကြည့်မျိုးဖြင့်ကြည်လာခဲ့လေသည်။သူမ၏ထိုအကြည့်ကြောင့်ဒိန်ကော၏အရေးပြားများမှချိန်ဆက်လာခဲ့လျော်သည်။ထို့သို့ကြည့်နေရင်ကသူမ၏လက်ချောင်းများကဒိန်ကော၏လက်ဖွားကိုတင်းကျပ်စွာဆုပ်ကင်ထားခဲ့လေသည်။သူမ၏ဆုပ်အားသည်အနှဲငယ်များရောပါခြင်းမရှိခဲ့ပေ။ဤကဘာပေါ်တွင်သူမအတွက်ကြောက်ရွံ့ဆိုပြီးဘာတစ်ခုမှမရှိပေ။ထို့နောက်သူမ၏လက်ချောင်းထိပ်များမှတဆင့် တခုသောခံစားချက်တင်းခေါ်ဤကိုတွင်းတို့ထိုးတင်ကပို့ဆောင်ပေးလိုက်လျော့သည်ကျောင်းတွင်းတန်ရှိရေလုပ်ပြီးကစားဖြစ်သောကြောင့်လေကောင်းလေတံများဝင်လာစီရန်အတွက်စာသင်ခန်းပဒင်းပေါက်အားလုံးကိုဖွင့်ထားကြလိမ့်သည်အဖြူအောင်လိုက်ကများမှလည်းလေယူရာတိမ်ပြီးရိမ့်ွယ်စော်ကစားနေကြသည်ဒီဇင်မာလာတဲ့သို့ရောက်လာခဲ့ပြီဖြစ်သည့်တိုင်ထင်းသလောက်မချမ်းလာသေးပေမြင်မလာသောကောင်းကင်ထက်တွင်တိမ်မြင်များကတန်းစီကရွေရှားလျက်ရှိနေခဲ့ကြသည်ဆောင်းဦးထဲတွင်ကြံနေခဲ့ကြသည့် နှွေနှောင်းရုပ်တင်များပင်ဖြစ်ကြလိမ့်သည်စောစောကလေးကပင်ဆုပ်ကျန်းချက်နှင့်ဆွဲချစ်ထားသကဲ့သို့ဖြစ်နေကြလိမ့်သည်အဆိုပါတိမ်များကြရင်တစုံတစ်ခုကတွဲလဲကိုလျက်ရှိနေသည်ကိုတွေ့လိုက်ရသည်နေမင်းကြီးလေလားမဟုတ်ပြန်ပြီထိုလုံးကြီးသည် နေမင်းလောက်မကြီးပဲအလင်းတက်ကလည်းအားနေလျက်ရှိနေခဲ့ပေသည်တင်းကော့ဖို့အသက်ရှူရက်သွားမတက်ခံစားလိုက်ရသည်လက်ချောင်းထိပ်ဖျားများဖြင့်နှစ်ထင်ကိုဖျင်းတင်းနေသောအာယုံကျော်ကိုထုတ်ခနဲပြတ်ထွက်သွားမတက်အားဆိုင်ပြီးစဉ်းစားလိုက်သည်ဟဲ့ အဲ့လာမင်းကြီးတာနေရပဲမေမင်းကြီးကကိုရအောင်အောင်ကျွန်းစုံငုံစင်းရင်ကြံကရှိသေးတဲ့တိုင်ဒုနေရာတွင်လာမင်းကြီးတစင်ကထင်းထင်းကြီးတာလျက်ရှိနေခဲ့လေသည်အရွယ်အစားမှလာပြေဝင်ကြီးတဲ့လေးပုံသုံးပုံခန့်ရှိလေသည်ကောင်းကင်ကြီးကထင်းထင်းလင်းနေစေဖြစ်တော်လေထိုကြောက်ခဲလုံးကြီးမမြင်နိုင်သောကျိုးဖြင့်ဆွဲချထားတဲ့ကဲ့သို့တွဲလက်ကိုလျက်ရှိနေတော်သည်ဟွန်းထင်းထင်းမြင်နေရပါလားတိန်ကွာစိတ်ထဲတွင်တွေးပြီးချီးကျူးလိုက်မိလေသည် သူမရှိတယ်လို့ပင်အနောက်ဘက်မုတ်ကိုစပိုင်းသားတွေတာနေခဲ့ခြင်းဖြစ်လေသည်လူများကအတုလုပ်ပြီးဖန်တီးထားသော လာမင်းကြီးများလီလာဟုအောက်မေ့လိုက်ရလေသည်ရုတ်တရက်ဇပွဲများတွင်လူများကဖန်တီးထားသောလာမင်းကြီးကဲ့သို့ဖြစ်နေခဲ့လေသည်သို့တော်လည်းထိုအလုံးကြီးမှာလာမင်းမှလာမင်းဆစ်ဆစ်ပင်ဖြစ်သည်မြေသူကမှအပင်ပန်းခံကမိုးပေါ်သို့တက်ပြီးလာမင်းအတုကိုချိန်ဆွဲထားခဲ့ကြလိမ့်မည်မဟုတ်ပေရုတ်တရက်သတိထားကြည့်မိလိုက်သည့်အခါအောက်မေ့မဲ့သည့်တင်းခေါ်၏မျိုးလုံးများ ဆော့ဆော့အကဲ့သို့ဂရုဆိုင်ပြီးကြည့်မနေတော့ဒီကိုတွေ့လိုက်ရလိမ့်သည်။သူမသည်လည်းတင်းကောက်ကဲ့သို့ပင်အလင်းရောက်အောက်တွင်တာနေသည့်အဆိုပါလာမင်းကြီးကိုငေးကြည့်လျက်ရှိနေခဲ့လိမ့်သည်။ကျောင်းပန်းကျန်တဲ့သူလှမ်းကြည့်လိုက်တော့လူရိပ်လူကြီးကိုမတွေ့ရပေ။အလေတက်တဲ့တွင်မာဂျူရီမီးတိုင်ကြီးကိုထီထီမားမားယက်နေသည့်ကိုတွေ့ရသည်။ထိုမီးတိုင်ကြီးကနေရာအနှံ့ကိုညအချိန်တွင်အားကောင်းကောင်းနဲ့မိမောင်းထိုးပေးလျက်ရှိလိမ့်သည်။ထို့ပြင် ကြီးမားသောခရာကီးပင်ကြီးတစ်ပင်ကပေါက်နေပြန်သည်။အစိမ်းရင်အောင်ရွက်များဖြင့် ပြတ်သိပြီးထူထပ်လျက်ရှိနေခဲ့လေသည်ခန်းနေနေခြုံပင်တန်းကလေးများရေအိုးခြင်းများခုံတန်းရကလေးများဒန်းပကတ်များရှော့စီစင်ကလေးများကသူ့နေရာနဲ့သူရှိနေခဲ့ကြလေသည်အများသောအိမ်သာတစ်လုံးလည်းရှိတော်လဲရက်ွက်လူကြီးများ၏ဝေဖန်မှုကြောင့်အိမ်သာတကားများကိုညဘက်တွင်ပိတ်ပြီးတောက်ခတ်ထားကြလေသည်လူစုတစ်ခုများမခိုးအောင်နိုင်ရန်အတွက်ကြိုတင်ကာကွယ်ထားကြပုံရလေသည်နေကင်းဘက်တွင်မူချိုကြောင်းလာတတ်သောကလေးများကိုလိုက်ပို့ကြသည့်ငယ်ရွယ်သောမိခင်များကထိုနေရာတွင်ထိုင်းပြီးစကားပြောနေကြသည့်မြင်ကွင်းကို တင်းကောမကြာခဏဆိုတဲ့ကဲ့သို့တွေ့ခဲ့ရလိမ့်သည်။သို့ပါတော့လဲနေဝင်စပြုလာသည်နှင့်ထိုနေရာတွင်လူတယောက်များမရှိကြတော့ပေ။တင်းကောရှောစင်ပေါ်သို့တက်ရပြီးညဤကောင်းကင်ကြီးကိုမောကြည့်လိုက်သည်။ပန်းချံဤမြောက်ဖက်ချမ်းတွင်၆တက်တက်အသည်ကြီးတစ်လုံးကိုတွေ့လိုက်ရသည်။ရခင်ကထိုနေရာတွင် ထိုအဆောက်အုံကြီးမရှိခဲ့ပေ။မကြာသေးခင်ကမှဆောက်လာခဲ့ခြင်းဖြစ်လေသည်။ထိုအဆောက်ဦးဤမြောက်ဖက်ချမ်းကိုအုံနေရန်အမြင်ကြီးဖြင့်ကာရန်ထားလိုက်သည်။အနောက်ဖက်တွင်မူ ဖိုးရွှေလာမင်းကြီးကထင်းထင်းသာလျက်ရှိနေလေသည်လာမင်းကြီးကနှစ်ထပ်တိုက်တစ်လုံးဤခေါင်းမိုးထက်တွင်တွဲလဲခိုလျက်ရှိလေသည်အရွယ်စားမှလေးဖို့သုံးပုံခန့်သာရှိပြီးရခင်ကတွေ့နေကြလာမင်းကြီးပင်ဖြစ်လေသည်လွန်ခဲ့သောနှစ်ပေါင်း30ကလည်းထိုအတိုင်းပင်ဖြစ်သည်တင်းကွာထင်လိုက်မိသည်အရွယ်စားနှင့်ပုံတရံတို့မှလည်းထက်တူပင်ဖြစ်လေသည်တို့ပါတော့လေစောင်းဦးညရင်တာသောလာမင်းကြီးမှာယခုမြင်တွေ့နေရသောလာမင်းကြီးတက်လင်းပြီးလေတုအပူချိန်မှလည်းနွေ့နွေ့ထွေးထွေးဖြစ်နေခဲ့ပြီ ဒီဇင်ဘာလ၏စီးကြာတွင်တာနေခဲ့သောလာမင်းကြီးနှင့်လုံးဝကွာခြားပေသည်။ထိုလာရောင်၏ဆွတ်ပြန့်ခြင်းနှုတ်ဖွယ်ကောင်းသောလာရောင်တို့ကလူတို့စိတ်နှလုံးကိုအေးချမ်းစေလေသည်။ဆန်းရီစီးတံများတကိုင်းတက်ခတ်ကလေးတို့၏လေတိုးတံများကလူသားတို့၏နှလုံးသားကိုဆွတ်ပြန့်လာစေတကယ်တို့ပင်ဖြစ်လေသည်။တင်းကွာရှောစင်၏ထိတ်တွင်ရက်လျက်အနေထားဖြင့်အဆိုပါလာမင်းကြီးကိုအတန်ကြောင်ငေးမောကြည့်နေခဲ့မိသည်။အမတ်ခွန်အဝိုင်းကြီးကိုလှည့်ပတ်ပြေးတော်နေကြသည့်ကားမျိုးစုံ၏တာယာတံများမှာ နောက်ဘက်ပင်လယ်ကမ်းခြေကိုရိုက်ခတ်လာကြသည့်ရေလိုင်းတံများကဲ့သို့ကြားနေရလိမ့်သည်ထိုတံများကိုကြားသည့်အခါတင်းကောသည့်ကြီးပါခရိုင်ရှိပင်လယ်ကမ်းဆက်တွင်ကြီးထားသော ဖခင်ကြီးတက်နေသည့်အထုကူစေုံကြီးအားရုတ်တရက်တရိယာလာလျော့သည်မြို့ပြတွင်နေထိုင်ကြသောလူအတန်းဝိုင်းလျက်စင်မိအောင်များကြောင့်ကျေကလေးချို့၏အလှပများသည့်မိမ့်မိန်ပြောက်ခွေသွားတတ်ကြပေသည်ထို့ပါသောလေလာမင်းကြီးကတော့အမြဲတာနေခဲ့လိမ့်သည်လာမင်းကြီးသည်စုညံပွက်လို့ရိုက်နေသောအတံများညဉ့်ဉန်းနေသည့်လေတူကြီးအတွင်တွင်တခုံးမှမငြင်းမညူပဲ ြိတ်မိတ်ခံကြရင်တာမြင်တာနေခဲ့လေသည်မျက်လုံးကိုတေးချစွာပွတ်ကြည့်မိဆိုပါကနာမင်းကြီးမျက်နှာပေါ်တွင်ထင်ရနေကြတော့ခရီတာခေါ်အကြောင်းကြီးများနဲ့တောင်ကုန်းတောင်နှင်းကြီးများကိုပြင်းပြင်းထင်ရှားစွာမြင်နိုင်ပေသည်လာမင်းကြီးကိုအမှတ်တမဲ့ငေးကြည့်နေရင်းကပင်တင်းကိုကြီးစီတွေတွင်အတိတ်စီမှအမှတ်ရစရာကလေးများစီကာကြီးကပေါ်ထွက်လာခဲ့ကြလျော့သည်လူသားတို့ကမီးလက်နက်လေးများနဲ့ဘာသာစကားတို့ကိုမတွေ့ခင်ကပင်လာမင်းကြီးသည်မပြောင်းမလဲလူသားတို့ပေါ်တွင်တက်စားရှိခဲ့သောမိတ်ဆွေစစ်ပင်ဖြစ်လေသည် တို့ကြောင့်လည်းခင်မိတိုးတက်လာတော့ယနေ့ခေတ်တန်အောင်ညအမောင်ကိုဖယ်ရှားပေးနေသည့်လမ်းမင်းကြီးဂျေဇူတရားကိုလူသားတို့၏ DNA ထဲတွင်ဆွဲမြဲစွာမှတ်မိနေခဲ့ကြလိမ့်သည်တေးကြီးကစဉ်းစားကြည့်လိုက်တော့အိမ်မြလောက်လမ်းမင်းကြီးဟာဂရုတစိုက်မကြည့်မီခြင်းမှာအတော်ကြီးကြာသွားခဲ့ပြီဟုတင်းကောက်၏စိတ်ထဲတွင်ထင်အောင်လာမိလေသည်နောက်ဆုံးတစ်ခေါက်လမ်းမင်းကြီးဟာငေးကြည့်နေခဲ့မိခြင်းမှာမြည်သည့်အချိန်ကဖြစ်မိကိုပြန်ပြီးစဉ်းစားကြည့်မိလိုက်သည်နေစဉ်နဲ့မျှတွားတုတ်တုတ်လာတုတ်တုတ်ပြပန်းခံအောင်လှရှားနေရသောမြို့ပြ၏လူနေမှုဘဝကပင် မိမိအခြေပြားတစ်စုံလောက်ကိုသာမြင်ခွင့်ရခဲ့ပြီးကောင်းကင်ကြီးညရှုခင်မော့ကြည့်ရင်မေ့ထားခဲ့သည်ထို့နောက်တင်းကောသည်ဖိုးရွှေလာမင်းကြီးနှင့်ခလန်းလန်းတဲ့နေရာတွင်ထိန်ထိန်သာလျှက်ရှိသောအခြားလမ်းမင်းကြီးတစ်လုံးကိုတတိထားမိလိုက်လျော်သည်ပထမပိုင်းတွင်သူကမျက်စိမားနေသည်ဟုထင်မှတ်ခဲ့ပေသည်တနည်းအားဖြင့်အလင်းရောင်ကလှည့်စားခြင်းကြောင့်ဖြစ်ပေါ်လာတတ်သည့်အာယုံမှမှုတစ်ခုဟုအောက်မေ့ခဲ့မိလေသည်တို့ပါတော့လေဘယ်နှကျင်းတရားထက်ခါတည်းလေးလေးပြန်ကြည့်စီကမူကောင်းငင်ထက်တွင်လာမင်းနှစင်ကအပြိုင်ဆိုင်တာမြဲတာနေကြသည်ကိုတွေ့နေရလျော်သည် ထို့ကြောင့်လည်းသူသည်တန်တော်အဖြစ်ကပါဆက်ဟောင်းတာဖြင့်ငေးကြည့်နေခဲ့မိလေသည်သူသည်ဘာကိုပဲတွေ့တွေ့တတိလဟင်းသွားတဲ့သူမှမဟုတ်ပေအာယုန်နှင့်ပဂတိပစ္စည်းတို့ရောထွေးမတော်အောင်အမြဲပင်ယူဆိုင်နေတတ်ပေသည်ထို့နောက်သူသည်မျိုးလုံးများကိုရှုံ့မိပြီးပန်းတစ်ဖက်ကိုလက်ပွားနှင့်နာနာပုတ်လိုက်သည်ငါဘလို့များဖြစ်နေတာပါလဲဟုလဲလေးလေးနက်နက်စဉ်းစားကြည့်လိုက်သည်အရက်လည်းအလွန်ကြုံမတောက်ခဲ့ရပါလားဟုလဲတွေးလိုက်မိလေသည်ထို့မှတစ်ဆင့်သူသည်အသက်ကိုဖြည်းဖြည်းရှူသွင်းပြီးဖြည်းဖြည်းဖြင့်မှုတ်ထုတ်လိုက် မိမိကောင်းမှကြည်လင်နေကြောင်းသိလာရလေသည်မိမိကမြည်သူဖြစ်ပြီးယခုမြည်သည့်နေရာသို့ရောက်နေကမြည်သည့်အလုံများလှုပ်နေသည်ကိုမျက်စိမိပြီးစဉ်းစားကြည့်လိုက်သည်1984ခုနှစ်စက်တင်ဘာလကာဝနာတင်ကောဆူဂီနာမိခုကိုရင်ကြီးရက်ကွက်မူဂျိုကျောင်းတစ်ချောင်း၏ပန်းချံထဲတွင်ကောင်းကင်ထက်တွင်ထင်းထိပ်သာနေသောလာမင်းကြီးကိုမော့ကြည့်နေခဲ့ခြင်းပင်ဖြစ်လေသည်တေချာပေသည်ထို့နောက်စိတ်ကိုအေးအေးထားကမျက်လုံးမြောက်ပြန်ဖွင့်လိုက်ပြီးကောင်းကင်ကြီးကိုနောက်တစ်ချိန်ကြည့်ဆက်ပြီးပြန်မော့ကြည့်လိုက်ပြန်သည် ဆော့ဆော့အတိုင်းပဲလာမင်း20ကတာမြဲတာနေကြသည်ကို တွေ့လိုက်ရသည်မိမိအာယုံမှားနေခြင်းတော့လုံးဝမဖြစ်နိုင်ပြီမျက်စိရှိတွင်လာမင်း20ကိုအထင်ရှားပင်မြင်တွေ့နေရလေသည်ထို့နောက်တင်းကောညာဘက်လက်သီးကိုချစ်ချစ်ပေါင်းဆုပ်လိုက်သည် လာမင်းကြီးမြတ်ကပုံမှန်အတိုင်းပဲမပြောင်းမလဲပဲရှိနေကြသည်တို့ပါတော့လေမိမိဒီတယောက်တည်းအထီးကျန်ဖြစ်မနေတော့ဒီမှာတေချာလှပေသည်အခန်းဆစ်ရှက်ပြီးပါပြီနားစင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ အခုလိုဆောင်းလေးတွေကိုနားထောင်ကြနေဆိုရင်တော့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်ထားဖို့ဖိတ်ခေါ်ချင်ပါတယ်။မကြာခင်မှာနောက်တစ်ခါတင်ပြပါမယ်ခင်ဗျာ။